။မြန်ရည်တုနေပညာ AI အသုံးပြုဖန်တီးထားတဲ့မဖွဲမရပုံရိပ်တွေရောင်းစားနေသူ၄ဦးကိုဂျပန်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဒါဟာဂျပန်မှာတော့အဲ့ဒီလိုကိစ္စမျိုးပထမဆုံးအကြိမ်ဖြိုခွင်းလာမှုဖြစ်ပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းက online ပေါ်မှာ AI အသုံးပြုပြီး poster တွေဖန်တီးကြော်ညာရောင်းချနေသူ၄ဦးကိုဖမ်းဆီးခဲ့ကြောင်းတိုချိုရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိတဦးက AFP ကို ပြောပါတယ်အဖမ်းခံရသူတွေဟာအောက်တိုဘာလတုန်းက အဲ့ဒီပုံတွေကိုလေလံ website တချို့မှာရောင်းချခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒီလောက်ရဟာရာဇဝတ်မှုမြောက်ပြီးနှစ်နှစ်အထိထောင်တန်းဖြစ်စေရန်ငွေ1.5တန်းတနည်းအားဖြင့်ဒေါ်လာ18,500ဝန်းကျင်ဖြစ်စေဒဏ်ငွေ2ရက်လုံးဖြစ်စေကြာခံရနိုင်တယ်လို့အဲ့ဒီရဲအရာရှိကမှတ်ချက်ပေးသွားပါတယ်။ရဲတွေကအကြောင်းအရာအသေးစိတ်ကိုထုတ်မပြောပေမဲ့ NHK သတင်းဌာနကတော့အဲ့ဒီ၄ဦးဟာပြင်ပလောကမှာတကယ်မရှိတဲ့ အရွယ်ရောက်ပြီးအမျိုးသမီးတွေရဲ့ဝိလိစလက်ပုံရိပ်တွေကိုအခမဲ့အသုံးပြုလို့ရတဲ့ AI software တွေနဲ့ဖန်တီးပြီးရောင်းချခဲ့ကြတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီ AI နဲ့ဖန်တီးထားတဲ့ပုံတွေကိုတပုံစီအတွက်ရန်ွေထောင်ကနန်းနဲ့ရောင်းချခဲ့တာလို့သိရတာပါ။ deep fake လို့ခေါ်ပြီးလူတယောက်ရဲ့မျက်နှာအသံတွေကိုပုံတူအသုံးပြုဖန်တီးထားတဲ့ဓာတ်ပုံဗီဒီယိုနဲ့အသံဖိုင်တွေအရန်အရေးအသွေးတိုးတက်လာတာက AI ခေတ်ရဲ့စိုးရိမ်စရာပြဿနာတစ်ခုဖြစ်နေပါတယ်။ အဲ့ဒီတဲကောင်မှာ online ပေါ်ပြန့်နှံ့နေတဲ့ deep fake video 66ရာခိုင်နှုန်းလောက်ဟာကာယကံရှင်ရဲ့သဘောဆန္ဒမပါဘဲပြုလုပ်ထားတဲ့ညဉ့်ညံပုံရိပ်မျိုးတွေဖြစ်နေတယ်လို့2019ခုနှစ်တုန်းက Netherlands AI company Sensity ကသတိပေးထုတ်ပြန်ခဲ့မှုပါတယ်ရှင်။